ဒီနေ့ဆိုင်မှာကော်ဖီလာတောက်ပြီးတော့ကော်ဖီမကြိုက်တဲ့သူရဲ့အကြောင်းလေးပေါ့နော်ကော်ဖီပြတောက်ရင်လည်းမတတိယသွားတယ်အတွေ့အကြုံတစ်ခုလေးပြောပြမယ်အဲ့ဒါအကြောင်းချက်တော့ကော်ဖီတိုင်းခွင့်ထားတဲ့သူတွေเนาะကြုံဘူးကြလာတော့မသိဘူးတော်တော်များများပေါ့နော်ကော်ဖီလဲကြိုက်တယ်ကော်ဖီလဲတောက်ချင်တယ်ဒါပေမဲ့ကော်ဖီကြိုက်ပြီးကော်ဖီမတောက်ချင်တာအုပ်စုဆိုတာတည်တန့်စီပေါ့နော်အဲ့တော့အဲ့လိုလူမျိုးတွေကဘယ်လိုမျိုးတောက်တင်တာလဲဘယ်လိုသူတွေလဲဆိုတော့ ပုံမှန်ဆိုရင်တော့ဒီလိုလူတွေကလေသူကကော်ဖီရဲ့အနံ့ကိုဆွဲလန်းတယ်ကော်ဖီကိုကြိုက်တယ်လို့လို့နဲ့ကော်ဖီရဲ့အခါကိုမခံနိုင်တဲ့အချိန်မှာပါတယ်ပေါ့နော်အဲ့တော့ဆန်းတို့ကော်ဖီကိုအဲ့လိုလူမျိုးတွေနဲ့တွေ့ရင်ဘယ်လိုမျိုးဖြော်ပေးလို့ရတာလဲဆိုတာဒီနေ့ပြောပြပေးမယ်เนาะအရင်ဆုံးဆန်းကကော်ဖီပုံမှန်ဆိုဆန်းတို့ အာအေးပိုင်းဖြုံမယ်ဆို85မီလီလောက်ကြီးသွားရတယ်အဲ့တော့ဒီနေ့မှာ45မီလီလောက်ပဲဒီမှာเนาะအောက်ဆိုရပြီဒါကတော့အဲ့လိုသူတွေဆိုတော့ကျွန်တော် coffee ကို Bowman ထပ်ကိုတော့ wet shop ရတယ်ပေါ့เนาะဒါဆိုရင်ဆန်ကခွက်လေးနဲ့ထည့်လိုက်သူတို့ကလေ coffee မချိုက်တာမဟုတ် coffee ကိုထည့်တယ်ဒါပေမဲ့ coffee ရဲ့တအားထားတဲ့ဆန်ကိုခံနိုင်အဲ့တော့မခံနိုင်ဘူးဆိုတော့အသီးသမီး ဲ့လိုဒီလိုတွေ့ရခါကြတယ်ပေါ့နော်ကိုယ့်ရဲ့ကိုယ်ဆိုင်ဖြစ်လာတဲ့အချိန်တောင်းမှုလေကိုကိုယ်တိုင်အဲ့လိုဒီလိုနဲ့မှာပါနေတယ်ဆိုအေးဆိုင်ကိုပေါ့ဆိုင်ဆိုင်ကိုတွားရခါကြအတီးတစ်မျိုးမျိုးနဲ့ဆက်တဲ့ပုံစံအဲ့လိုမျိုးမှာတောက်ရဒီနေ့ကတော့ချန်ကနမ်ပြားဒီအမေရိကန်တို့ကိုပြတ်ပြီးအဲ့တော့အောက်မှာကော်ဖီထည့်တယ်ပြီးတော့လို့ဒီသူ့ရဲ့အရေးကအချိုတက်စီတဲ့အရေးကိုချန်ကတရားမီပေါ့ပါနေတယ်အဲ့တော့သူ့ထဲမှာပါနေတဲ့ ာကတော့နင်းပြားကြီးကိုအပေါ်မှာအစစ်လွတ်ထုတ်တဲ့ခါလေးပေါ့နော်ဒါဆိုရင်တော့ coffee လဲတောက်ရှင်နဲ့ coffee ရဲ့တအားအခါကိုလည်းမခံနိုင်တဲ့သူတွေဆိုချက်ကဒီလိုမျိုးအတီးတစ်ခုခုနဲ့ဖြော်ဆက်တဲ့ဟာလေးကိုဖြည့်ရှင်းမိအနေနဲ့ဖြော်ပေးဖြစ်တယ်။အဲ့တော့ customer လက်ထက်ရောက်တဲ့အခါကျတော့ customer ကအရန်ပုံမှာတိုင်းနှစ်သက်သွားတယ်ပေါ့နော်။အဲ့တော့ ဒီနီးလန်းလေးတွေကိုလည်းချင်းရဲ့ page တွေကဒီကကိုပိုင်လုပ်ငန်းအေး coffee time ကိုဖွင့်နေတူတဲ့အားကြီးများတယ်ပေါ့နော်အဲ့တော့ ီနီလန်လေးတိုင်းနဲ့အတုံးချကြည့်ပါလို့ပြောချင်တယ်။တချို့ကလေကော်ဖီတောက်ချင်တယ်။ဒါပေမဲ့တအားကော်ဖီခါရတဲ့အခါကျရင်ကျွန်တော်ပြန်မတောက်နိုင်တော့ပြန်ပြီးတော့မှလာမှမှချင်တော့အဲ့တော့အဲ့လိုသူတွေနဲ့ကြုံတဲ့အခါကျရင်တော့တိတိဆုံးအမေရိကန်လိုလေးဖြိုပြီးလို့ရတယ်။အတီးတစ်ခုခုနဲ့ဆက်တဲ့အမေရိကန်လိုလို့ခေါ်တယ်ပေါ့နော်။အဲ့တော့အားလုံးပဲတောက်ကြပါဦး။နီလန်လေးကိုလည်းလိုက်လို့တက်ကြလိမ့်မယ်။ ယုံကြည်ပါတယ်တကယ်လို့အသေးစိတ်တင်ချင်တဲ့သူတွေကတော့ Johnny Business ကိုကြွားလို့ရတယ်။သူကကြတော့သဆိုင်စာတီးတန့်အဆုံတင်ထားပေးတဲ့အတန်းလေးပေါ့နော်။အဲ့တော့အဲ့ဒီအတန်းမှာစာအုပ်လည်းရနေသေးတယ်။တကယ်လို့ကိုတက်ချင်တယ်ဆိုရင် Messenger မှာအထူးကျေးဇူးနဲ့တွားယူလိုက်ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။